မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့တနာစီရတက်တက်ခံရင်ဘောအဲဟုတ်တက်တက်ခံရင်ဘောနော်ကြည့်တော့သူ့မှာဒေါအောင်ဆန်းစုကြည်ကိုတကွင်းလုံးပတ်ကန်တယ်တဲ့သူတို့ကန်လို့မရဘူးလို့ပြောခဲ့တာပြီးတော့သူကန်မယ်ဆိုပြီးတော့မင်းအောင်နိုင်ဘောဆွဲပြေးတာမဆွဲဆွဲလေနဲ့ခေါက်တယ်ခေါက်ပြီးရပြီးတော့ဘာဖြစ်လဲစောက်ကျွေးထူလို့တဲ့မင်းအောင်နိုင်လွတ်တော်တဲ့ပေးမထိုင်ဘူးဟာပေရောကွာဟမ်စဉ်းစားကြည့်တယ်တက်တက်ခံရင်တနောင်းနဲ့14ခုနှစ်မှာ NLD ပါတီတွေဝင်လာတယ် 2015ရွေးကောက်ပွဲကနေလွှတ်တော်တိုင်းရောက်တယ် RND နာမည်နဲ့လွှတ်တော်တိုင်းရောက်လာတယ်လွှတ်တော်တိုင်းရောက်တဲ့အချိန်မှာရန်ကုန်တိုင်းအစိုးရအဖွဲ့ကထပ်မြင့်အဆောက်အအုံတွေစောက်တာစံချိန်စံညှို့မပြစ်မီတဲ့လုပ်ငန်းဒီကုမ္ပဏီတွေကိုဘာဖြစ်လဲအကုန်ပိတ်သိမ်းနေပြိုက်တယ်အဲ့တော့ပိတ်တယ်လို့မရဘူးလေတတ်မှတ်ထားတဲ့အရင်တွင်ပြင့်မိအောင်စောက်လေပိတ်သိမ်းမခံကြည်အရင်ခက်ဆက်ဆက်ခိုးလာကြတော့ဒီပြည်သူစိုးရခင်မှလည်းဒါလိုခိုးတော့ခိုးတော့ဘာဖြစ်လဲပိတ်သိမ်းခံကြည်အဲ့တော့ပိတ်သိမ်းနေတဲ့ကိစ္စနဲ့ဒေါအောင်ဆန်းစီကိုတော့ပြောရပြန်ဖွင့်ပေးဖို့ တော်စစ်ချက်ပြန်ပြောတာဒါဥပဒေချောင်းရဲ့လောက်တာနောက်ပြီးတော့ဒါရန်ကုန်တိုင်းဆိုးရဖွဲ့ရလောက်တာတူနေတဲ့ပြောပိုင်ကမရှိဘူးဟုတ်တယ်လေပြောရင်ဒါအကြိပဲဒါပေမဲ့အဲ့ဒါကိုတော်စစ်တော်စစ်ကြည့်သူကစိတ်ကောက်ပြီးတော့အဲ့တော့တည်းက NND ကိုအတွင်းရေးတွေကိုပုတ်ဆွဆွဲပုတ်ခတ်တိုက်ခိုက်နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်တို့ကတော့ပါဖြစ်တယ်အဲတကွင်းလုံးပတ်ကန်နေဆုံးပြီးတော့အခုအာနာအာနာနဲ့မင်းအောင်လိုင်ကိုသွားဖို့ကုညီတောင်းမင်းအောင်လိုင်ကိုကုညီတောင်းပြီးတော့ကမ္ဘောဇာဘဏ်ကနေဒီပြဿနာတွေဖြေရှင်းပြီးတော့ပတ်စံဆွဲပြီးတော့သူကဖြေရှင်းလိုက်ကြအောင် ဆိုတော့သူကခံမြအစအောင်ဆောက်တဲ့ဒီအရှုံးအမျက်တွေပေါ့ပြီးတဲ့ပြီးတော့မင်းအောင်လိုင်းရဲ့အာနာတဲ့အချိန်မှာသူ့ကိုဝင်ကြီးတနေရဆိုပြီးောက်ပြေးလိုက်ဟာခိုင်ပြီပေါ့ကပါတီဘာလေးထောင်ပြီးတော့ဘာဖြစ်လဲအဲဟိုနေ့မှာအာနာမတိုင်းကြီး sorry အာနာမတိုင်းရဲ့ပါတီထောင်ပြီးရွေးကောက်ပွဲဝင်နေတာတုံညာဒရမခွန်300ခိုင်နှောင်းလာမတည်နော်တွေ့ကြည့်အခုတကယ်တကယ်လွတ်တော်တယ်ဒါသူသူသူတို့ပဲအချမ်းကိုပြောရနော်ကျွန်တော်တို့ကတော့ဒီဟာအတုအယောင်ရွေးကောက်ပွဲဆိုတော့ဘာမှအာရုံမရှိဘူးဒါသူတို့ကလွတ်တော်တယ်ဝင်ရပြီထင်ရထင်ရော ခါလဲထွက်တော့လည်းဝင်မလို့လားမင်းအောင်နိုင်ရဘာလို့လဲစောက်ခွက်ကိုဖြည့်ရိုက်လိုက်တာခွေးကြကြအောင်ဒါကြည့်ပါဒါကတော့အခုကျွန်တော်ဗီဒီယိုတုံးပိုင်ပြမယ်အခုပြမယ့်ဖိုင်ကတို့ရွေးကောက်ပွဲကော်မရှင်ရပိတ်တယ်ဆိုလို့ပြောထားတဲ့ဖိုင်ကြည့်နေနော်ဟိုဟာရှင်အတနာခံစားတင်လိုက်ပါမရှင်ဟိုအော်တိုဘာ16ရက်နေ့ကဟိုကျမတို့ဟိုဟာပုံစံလေလောင်းတက်တေကန်ကပ်ပြားကျမတို့ထုတ်ပေးပြီးဖြစ်ပါတယ်ပြီး21ရက်နေ့ညမှာအဲကျမတို့ဒီဒီအောင်ပယ်ဖြတ်တယ်ဆိုတာစာကျမတို့အကြောင်းကြားစာရတော့လေ စဉ်းစားကြည့်နော်နိုင်ငံတစ်ခုရဲ့ရွေးကောက်ပွဲဝင်ခွင့်ရတယ်မရဘူးဆိုတာရွေးကောက်ပွဲဥပဒေနဲ့တဆိုင်တယ်အဲ့ဒီရွေးကောက်ပွဲဥပဒေကိုအဓိကထိန်းချောင်းမောင်းနေတာဒီ UEC ရွေးကောက်ပွဲကော်မရှင်ပေါ့အဲ့ဒီရွေးကောက်ပွဲကော်မရှင်ကတတ်မှတ်ထားတဲ့ဥပဒေပြည့်စက်တစ်ခုခုနဲ့ညှိလို့ပယ်ပြက်လိုက်တာကိုအတနာခံစာတင်တယ်ဆိုရင်ဒီရွေးကောက်ပွဲဥပဒေတွေကဒီရွေးကောက်ပွဲကော်မရှင်လုတ်ချင်တယ်လုတ်လို့ရတာဖြစ်သွားမှာပေါ့နော်ဆက်လုတ်ထည့်ရကြည့်နော်ဆက်နားပါမိအဲကျွန်မ24ရက်နေ့ကကျွန်မ နှစ်ဆက်နေရမြည်ဟိုပထမတော့ကျမစာပဲယင်တင်လိုက်တာပါရှင့်ဟိုအတနာခံစားတင်တယ်ပြီးတော့တနေ့ရပေါ့နော်တနေ့ရအောက်တိုဘာ30ရက်နေ့ကတော့ကျမအဲကျမဟိုပါပေါ့တင်ငါတောင်းပေါ့ကမ္ဘောဇာဘောင်တွင်းပြီးတော့မှကျမကျမကရိုးရိုးသားသားနဲ့အဲဒီပေးရရှိတောင်းဝန်လဲကာရိုးသားလားနော်ကျမဟွန်းတော်လို့ညင်းပယ်တာမဟုတ်ဘူးအဲပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲဝင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုရက်တူတူအတွင်းမှာဒီလောက်များတဲ့တောင်းဝင်ခြင်းတာရွေးကောက်ပွဲတောင်းဝင်ခြင်းတာ ရားနေတာဝင်ချင်တာမှဆိုတာဝေပမာဏကိုကျွန်မကံမောစာဘောင်ကိုပေးသွင်းထားပါတယ်ဆိုတာကိုလည်းကျွန်မ UEC ကို30ရက်နေ့ကငွေသွင်းပြီးတာနဲ့တပြိုင်နက်အဲကျွန်မတစ်ခါလဲစာတင်ထားပါတယ်ရှင်စာနှစ်ဆောင်တင်ထားပါတယ်ရှင်ဒါကတော့သူရွေးကောက်ပွဲအတနာကစတင်သွားတယ်အဲ့ဒီအင်တာဗျူးမှာမြို့ဒါပေမဲ့အခုလက်ရှိကျွန်တော်ယူလာဗီဒီယိုဖိုင်ကနောက်ပိုင်းဆက်သွင်းမှာပေါ့အဲ့ဒီမှာဘာပြောဆိုတော့အဲ့ဒီလိုတနာခန်စာတင်တာသူအပါအဝင်အမှတ်တွေအများကြီးရှိတယ်နော်အဲ့ဒီအများကြီးတဲကမှာ တယောက်ကိုပဲတဲ့ဖြေလျှော့ဝင်ပေးမယ်ဆိုရင်အဲ့ဒီတယောက်က ကျမဖြစ်ရှင်ပါတယ်တဲ့အဲ့လောက်ထိဖြစ်ရှင်တာနော်စက်ကြီးဝါနောက်ထပ်တစ်ပိုင်းဒါကတော့အခုပြောရပြီတော့အဲ UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ငင်းပယ်ပေးပါရှင်ကျမရဲ့အဲကျမရဲ့အတနာခံစားငင်းပယ်ပြီးဖြစ်ပါရှင်အဲသို့တော်လည်းကျမဒီလိုငင်းပယ်ခံရတဲ့အတွက်ဒါငင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးကဲဘယ်လိုလုပ်ကြအဲ့တော့ကျမကပါလို့မရတော့ငင်းပယ်ပြလိုက် နော်အားလုံးထဲမှာတယောက်တည်းဖြစ်တာလားဥမာအဲ့တယောက်ကကျမဖြစ်ချင်ပါလားဆိုရင်သူ့မှာမျောလင့်တောင်းတရရနော်ဒါပေမဲ့မင်းအောင်လှိုင်ရစ်ဆက်တယ်ကွာနော်လောက်ရစ်ဆက်တယ်စဉ်းစားကြည့်တက်တက်ခံလေးကိုလိုတဲ့ချိန်မှာတော့ဘာဖြစ်လဲခေါ်ပြုံးပြီးရောဟုတ်ပါဘူးခေါ်သုံးပြီးတော့ဟမ်မလိုလည်းမလိုတော့တွတ်ဒေါင်းကန်ထုတ်လိုက်တယ်ဟာအစအမှန်တည်းလို့ရှိရင်ဟုတ်မဟုတ်အောက်တက်တက်နဲ့ပဲဒေါင်းဆန်းစုကြည်ဘက်မှာနေလိုက်အခုချိန်ဆိုဘာဖြစ်လဲမယ်ဟုတ်မဟုတ်ဒါလည်းချိန်ပြီးနေလိုက်မယ်အဲ ဒီတော်လိုင်းအလွန်ကာလမှာတော်လိုင်းနိုင်ဝင်အဲကျမလည်းမနှဲတာတော့နေခဲ့ရတာကျမတို့ကဒီမိုကရေစီဘက်ကပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဖျာခင်းလို့ရအောင်မို့ကံကောင်းတာပြည်သူတွေကံကောင်းတာဟလာမျက်နှာဖုံးတွေသူ့အလိုလိုအကျိုးပေးသွားတယ်ကြည်နော်ဒီ NLD ရဲ့ဝင်လာတယ်ကျွန်တော် NLD ပါတီဝင်မဟုတ်ဘူးနော်ဒါပေမဲ့ပါတီတွေဆိုတာကိုယ်ပါတီရဲ့အတွေးရေးကိစ္စကိုပါတီထဲမှာဖြေရှင်းရတယ်ပြောချင်တဲ့အပြင်မှာဘယ်မှမလာရှောက်တော့မပြောဘူးဒါပေမဲ့တက်တက်ခိုင်ရ2024မှာ2024မှာ အန္တဏီတွေကိုဝင်တယ်ပြီးတော့ပါတီကိုကိုမိခင်ပါတီကိုပြန်ပုတ်ခတ်တယ်ပုတ်ခတ်တာတဲ့မှန်မှန်ကန်ကန်ဥပဒေကြောင့်ရပါတီကလွဲမားနေလို့ပုတ်ခတ်တာမဟုတ်ဘူးသူ့စည်းဝါးရေးကိုပြက်စီးလို့ဆိုပြီးသူ့စည်းဝါးရေးကိုလည်းပါတီကမတရားဖျက်ဆီးတာမဟုတ်ဘူးဥပဒေကြောင့်ရခွင့်ပြုပေးလို့မရလို့ပြက်စီးခဲ့တာဖျက်စီးခဲ့ပိတ်ပင်ခဲ့တာဒါကိုမခံမရနိုင်ဖြစ်ပြီးတော့မလုပ်လေဒီပါတီကိုစုံကန်တယ်ဒီလူလူခေါင်းဆောင်တိုက်ခိုက်တယ်စော်ကားတယ်ပုတ်ခတ်တယ်နောက်ဆုံး ဒီရွေးကောက်ပွဲသူအခုဒီပြည်ထနာမတက်ခင်လေးရတယ်ဒေါအောင်ဆန်းစုကြည်ကိုသူပြောဗာပြောတာဆိုဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးကျင်းသားမဟုတ်ဘူးအကတိမှုနဲ့ရှင်းပြရင်တော့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးကျင်းသားမဟုတ်ဘူးအကတိမှုနဲ့တခိုးပါလို့ဆွဆွဲပြီးတော့ဗာပြောကစော်ကားထည့်သေးတာကြံကြောက်စရာကြီးနော်လူတွေကအကောင်းပြောတာသူ့အတူတော့ဒါပါတီတခုရဲ့ခေါင်းဆောင်ဖြစ်နေပြီနော်အဲဟိုမတိတဲ့လူတိုင်းရောတိပါတယ်သူ့အကြောင်းမတိတဲ့လူတွေအတွက်ဆက်ပြောရအောင်ဆိုအဲ့ဒီကနေ NND ရဲ့ထွက်ပြီးတော့ ့2018မှာလားမသိဘူးပြည်တော်လုံးပါတီကိုတည်ထောင်တယ်2020မှာပြည်တော်လုံးပါတီရဲ့ဥက္ကဋ္ဌဆိုတဲ့နော်ဝင်ပြိုင်တယ်အမှတ်တရမှာ10မှတ်မပြည့်ဘူးခொနှစ်တရမှာတရက်ခိုင်ရတဲ့မဲရခိုင်တော့ခொနှစ်တရမှာ30နဲ့3ည3လားမသိတော့အဲ့တခု10မပြည့်ဘူးတွတ်ကြည့်ပထမတော့ဘာဖြစ်တယ်အဲကြွကြွလေးလွတ်တော်တဲ့ဝင်သွားတယ်ကိုကိုဟုတ်လာပြီထင်တော့ငါလွတ်တော်အမှတ်ဖြစ်သွားပြီကွာဟာဟာဟဲ့ဘာဖြစ်လဲ အဲ့တော့ဝင်းလုံးကန်တာဖွားကြီးကဘာဖြစ်တာညာဖြစ်တာအဲအကူရကြာကြောင်းမင်းအောင်လာရဝင်းကြီးတနေရပေးပြီးတော့အမြောက်စားကတော့အာတူတူကန်ပါအာဒေါ်သန်းစုကြည်အဂရီမှုနဲ့ဖြစ်တော့နိုင်ငံချင်းတော့မဟုတ်ပါစောကားလားစောကားလားချက်ချင်းအကျိုးပေးတာဟမ်လာပိုင်းအတွင်းကိုအကျိုးပေးတာရက်ပိုင်းအတွင်းကိုအကျိုးပေးတာနော်သွားပြီဟမ်ဒါပေမဲ့တနာဘူးဘလောက်ကောင်းလဲဆိုတော့ဒီနေ့ချိန်ထိအဲ့ဒီပီတုံးလုံးပါတီရဲ့ဖိဖို့မှာတက်တက်ခိုင်ပုံပဲတောက်လျှောက်တင်တာရေတပ်ဘူးနဲ့တပူးနှစ်ဘူးသွားပေးတာလုံးကအဲ့ ။အာတင်တာတင်တာသူ့မှာတအားဖြစ်နေတာလွတ်တော်မှန်။အခုတော့ဘလို့မှဖြစ်လို့မရတော့။နော်တက်တက်ခိုင်တဲ့ဆန္ဒမင်းဆန္ဒမင်းအားလည်းဟိုတယောက်ထက်လိုက်ပြီးတော့ဟမ်မတော်လို့ UG နဲ့တွေ့ရင်ကျုံငံထီအောင်မယ်။ဟမ်အခုလက်ရှိပခုတ်ကူတိုင်ရင်စတစ်ကတောင်ရှိလို့ကျွန်တော်စကားပြောတော့သူတို့ပခုတ်ကူတိုင်ရင်စတစ်ပိုင်နေတဲ့မှာကြိုက်တဲ့ကောင်ရွေးကောက်ပွဲလုပ်လုံးဝခွင့်မပြုဘူး။နော်ချင်းချင်းကောင်စီဖွဲ့ရလဲ ဒီချင်းပိုင်တဲ့အဲ့မှာရွေးကောက်ပွဲလာလို့တဲ့သူတွေရဲ့ပိုင်ဆိုင်မှုပါတိတ်မယ်လူကိုလည်းဥပဒေကြောင့်အရေးယူမယ်နော်လောက်ဟင်စဉ်းစားကြည့်အဲ့တော့တရက်ခိုင်ကဘာလို့ဆိုတရက်ခိုင်ပါတီကအဲပါတီဝင်ထုတ်ရလဲနော်အာခိုးရတယ်အာရှော့မတော့နဲ့ငါတို့ခေါင်းဆောင်ကြီးကဒီလိုဖြစ်နေတယ်ဟဲ့ဆိုဘာလို့ဆိုရန်ကုန်မြို့ထွက်ချလိုက်ဟမ်ရန်ကုန်မြို့ထွက်ပြီးတော့လူတို့ကိုတခါလုံးပြလိုက်တာဘာလို့လဲထင်တယ်ကြည်တော့ တော့ကျွန်တော်အကျော်နဲ့ပတ်သက်လို့ကျွန်တော်ကမ္ဘာလုံးကိုဝယ်ထားတယ်။ကျွန်တော်အကျော်ဆရာလည်းဝယ်ထားတယ်။အကျော်ဆရာလည်းဝယ်ထားတယ်။ကျန်ရအောင်အကျော်ကျွေးပြီးတော့မဲဆွဲနေခုမှာအကျော်ဆရာကမမူကြီးပါဝယ်ထားတယ်တဲ့ဟာဝါဒုက္ခပဲကွာဒါတည်းလွတ်တော်တဲ့ဝင်ပါတဲ့ကြည့်ကြပါဟမ်ဒုက္ခဒုက္ခကြည့်ကြည့်ဟမ်အားလုံးကြည့်အားလုံးကြည့်ပါအကျော်တွေအားလုံးတမန်တော် ။ဘာပြောတကုန်ကြည့်မှာ။ဒုက္ခတွေကိုကြော်လာဖို့အတွက်ကြော်တယ်သေးလား။အာဒုက္ခတွေကိုကြော်လာဖို့အတွက်ကြော်ကျွေးတာနော်။နဲနဲနော်နော်စခင်းမဟုတ်ဘူးနော်။ခင်ဗျားတို့ကောင်စင်ပြည့်စုံမပြောနဲ့မကဲ့ရင်နဲ့မရင်နဲ့တီတီတန်တန်ကြီးဘယ်လိုဖြစ်ရင်းနေကြလဲကျွန်တော်တည်ရတော့ခင်ဗျားတို့ရင်းနေတာ။မရင်ချင်းရင်းလို့ကြားတီတီတန်မဟုတ်လေဟာ။လူကြီးကိုခင်ဗျားတို့ကဘာလဲမခန့်တာ။ဟမ်။ဒီမှာတော့အကြော်ကျွေးမယ်ဒုက္ခတွေပြောင်းအောင်လို့မြန်မာပြည်သားရဲ့ဒုက္ခတွေများနေတယ်မလားဟာမဖူနဲ့နော်ပီတုံးလုံးပါတီကနေအကြော်ကျွေးမှာ 都看的，别光了，喏，我几把在哪湖公路都可的。北边的给光顾，微光顾，不要到处追了。哎，那北边啊的哟，都看的哟，都看在南湖了，路北边嘛，微光嘛，北边交警嘛。北边啊的微光不要。那北边啊，天哪，我们去报名学学北边的。啊，北边到这卖鸡巴了。到这都来买保险了。好，呀妈呀！啊，到这啊买个，这北边啊的围光顾，什么围么的，有啊，俺到那的给我，他们家都老贵的，就是这老高呢，龙游看白马乡嘛那边。 တိုင်းပြူဒီပြူလွတ်တော်တဲ့ကိုဝင်ထိုင်မဲ့အမတ်ဆိုတာအဲ့ဒါလိုဖြစ်နေရမယ်ဒါမှမအိမ်လုံးမင်းအောင်လိုက်လောက်ကကောင်းနေကွာဟုတ်တာဟုတ်ပါဘူးလာဘောကြီးဘူးကြီးဘာလဲလာဘောဒါမှမဟုတ်လား Okay okay ကျေးဇူးတင်ပါတယ်မကြီး Okay ပါရဟာဒါကြည်နုနေတာပီတိဖြာနာသူ့အမတ်ကြီးဆိုပြီးတော့ဟာတော့ပါပဲကြည့်ကြပါဦးဟမ်ကဲတွေ့တယ်နော်အဲ့တော့ဟိုထိုင်ကြည့်နေလေ ကျွန်တော်နိုင်ငံဒါကြောင့်မဟုတ်လို့လေကျွန်တော်ဒီတော်လှန်ရေးကိုခက်မြက်မြန်ပြီးပါလေဆိုတော့တော်လှန်ရေးအလွန်ကာလမှာအဲ့တော့တိုင်းပြည်ကအခုလိုမျိုးအကျင့်တွေဇယိုက်တွေအစွဲတွေဒါတွေအကုန်လုံးကိုချွတ်ဝါနိုင်မယ်အပြတ်တက်ရွေးကောက်ခွင့်နေဒီတော်လှန်ရေးကနိုင်ပြီးတော့နော်အားလုံးကိုပြောင်းလဲနိုင်မယ်ဆိုရင်တော့လေညမနိုင်ငံရေးအခြေအနေကတမျိုးတစ်ပုံဖြစ်ရင်ဖြစ်သွားမှာပေါ့နော်ဒါပေမဲ့လက်ရှိဒီနေ့ခေတ်မှာမြန်မာပြည်ရဲ့နိုင်ငံရေးဆိုတာက လိန်နိုင်မှညာနိုင်မှယုံမနိုင်မှကောက်ကျစ်နိုင်မှဗယံပဒါပြောနိုင်မှမဟုတ်မမှန်ပြောနိုင်မှဟမ်ဖာယာနိုင်မှမြောက်စားနိုင်မှမကောင်းတဲ့ဟာတွေအကုန်လုံးတတ်မှနိုင်ငံရေးသမားတို့လို့လို့ရအနေသာဖြစ်နေရည်စည်းကြောင်းအဲ့လိုဖြစ်နေတာပေါ့တဖြည်းဖြည်းနဲ့အဲ့လိုလူမျိုးတွေကအရှိတ်ကိုဝင်ပြီးနေရာယူလာတဲ့အတွက်မြမနိုင်ငံရေးဆိုတာတကယ်တော့သူများနိုင်ငံနိုင်ငံရေးဆိုတာအဲ့လိုမဟုတ်ဘူးနော်ဒီကောင်ကဒီနေရာမှာအပြစ်ရှိတယ်ဒီကောင်ကဒီနေရာမှာညံ့ငါကတော့အဲ့ဒီနေရာမှာအပြစ်မရှိဘူး ငါကတော့အိတ်ကောင်ထက်ဒီလိုတော်တယ်အပြစ်ပြောတဲ့သူကိုလည်းရှိတဲ့အပြစ်ကိုပဲတည်သူမြင်အောင်ချပြတယ်သူ့ကိုတူလဲသူရှိတဲ့အရေးချင်းကိုပဲတူလုံနိုင်တာကိုပဲချပြတယ်အများစုပေါ့နော်ဟိုဆုံးမျိုးတော့ပိုင်ပါမဘာလို့စကားပြောတာကြောက်ကြတယ်ရွှေကောင်ကလက်ကတ်တက်ပြီးပြောလို့ဆိုတော့သူများနိုင်ငံနိုင်ငံရဲ့အလားဝေမန်တဲ့နေရာမှာအတိုက်ခံလုပ်တယ်အခုအမေရိကန်မှာဆိုရင်ဒီမိုကရက်နဲ့ရီပူဘလစ်ကန်အခုဒီထရန့်နောက်ပိုင်းတက်လာတဲ့ခေတ်တွေမှာတာတဖြည်းဖြည်းနဲ့အမေရိကန်ဒီမိုကရေစီကညစ်ပတ်လာတယ် တပ်ဖွဲ့ရင်းပြောလွတ်တော်တွေဝင်စီဗျမ်းမထားတွေပြောဟုတ်တယ်နော်ဒါတွေကဒီမိုကရေစီအင်္ဂါရက်နဲ့လုံးဝညီးတဲ့ဟာတွေမဟုတ်ဘူးဒါဟာဆုပ်ယုပ်လာတယ်ပြောလို့ရတယ်အဲ့တော့ပုံမှန်အရှိမအမေရိကန်စနစ်သွားခဲ့တယ်ဘလို့သွားခဲ့တယ်တယောက်တယောက်စကားစစ်ထိုးတယ်စကားရေလှုပ်တယ်အတိုက်ခံလို့အတိုက်ခံမြန်မာပြည်မှာအတိုက်ခံဖို့အတိုက်ခံအတိုက်ခံနဲ့အတိုက်ခိုက်ကအမှတ်တမဲ့ဆိုရင်တူတယ်ထင်ရပေမဲ့လုံးဝ opposite ပါနော် opposite ပဲဘာဖြစ်လို့လဲအတိုက်အခိုက်ကြတော့တစ်ဖက်သားကိုရုပ်မှကောက်ကျစ်တာ ပုတ်ခတ်တာတစ်ဖက်သားမှာမရှိတဲ့အပြစ်ဆွဆွဲတစ်ဖက်ကိုကြောက်ထက်ကန်ချဘလို့ရုပ်မှားမလဲဘလို့ကောက်ချင်ရမလဲဘလို့ထိုးချရမလဲဘလို့တွန်းချရမလဲအဲ့ဒါအတိုက်ခိုက်အတိုက်ခံကြတော့ကိုတင်းကဆိုတစ်ဖက်ကလူရဲ့အဖွဲစည်းလို့အဖွဲစည်းကိုအမှားကိုဖော်ပြမိတို့လှုပ်တာဒါတော့မှားတယ်အမှန်ကဒါကွာမိတီကမှားနေတယ်မင်းလှုပ်တာဒီဟာဒါနဲ့အဲ့ဒါမှားတယ်အမှန်ကဒီလူလှုပ်ကြတာအမှန်ပြောပြတဲ့ ခေါင်းစဉ်ရှိသလိုအဖြေရှိတယ်အဲ့ဒါအတိုက်အခံအတိုက်အခံအတိုက်အခံရှိတဲ့အတိုင်းကြီးဟာနိုင်ငံလဲတိုးတက်တယ်လူတွေလည်းအဆင့်တန်းမြင့်မားတယ်เนาะစစ်တေရှိနိုင်ငံကြီးသားတွေဆိုတာအဲ့ဒါပြောတာဟောအတိုက်ချမ်းသာတဲ့နိုင်ငံကနိုင်ငံကြီးသားပြောတာမဟုတ်ဘူးနိုင်ငံကြီးသားဆိုတာခုနကပြောသလိုပုတ်ခတ်မှုတွေဆွဆွဲမှုတွေအခုဘောမတွေဘောမတွေဟောပေါင်းဒီငထိန်တို့အဲဟိုကောင်မလူတယ်ဟိုမင်းသားယူယူနေတယ်သွားချက်ကျဲတဲ့ကောင်ပန်ရဲကိုတို့အဲဒီကောင်တွေဆိုရင်အခုကျွန်တော်ပြောတယ် နော်ပကံစေးတဲ့ကောင်းလို့သပွဲလို့တဲ့ကောင်းလို့အဲအဲ့လိုမျိုးလေးဆိုနိုင်ငံကြီးမပြောဘူးရှက်လို့အဲ့လိုပြောတဲ့ကောင်းဆိုအဲ့ဒါအောက်တန်းစားလို့ပြောတယ်အောက်တန်းစားကောင်ဟိုကောင်လူမျိုးလူမျိုးကြီးတွေးခွဲတာလို့အဲပါရာကြီးတွေးခွဲတာလူလူကြီးဖွဲချဆက်ဆံတာလို့အဲ့လိုမျိုးတွေပြောတာလို့ဆိုအဲ့ဒါဆိုရင်သူတို့နိုင်ငံတွေမှာနိုင်ငံကြီးတွေမှာပါအောက်တန်းကြတဲ့အလုပ်မလုပ်ဘူးဒါမျိုးတွေပေါ့လူချင်းဝတ်စလားအဲ့ဒါဒါပေမဲ့မြန်မာပြည်မှာတော့တူလားမတူဘူးဒါကြောင့်မလို့ဒီတော်လန်ရေးလေအလွန်ကာလ ကျွန်တော်နိုင်ငံရေးနဲ့လုံးဝဂေးကွာအောင်နေအကောင့်ပြောတာအေးပရိုက်ဒတ်လုံနိုင်ရင်ပရိုက်ဒတ်တိုင်းပြည်အတွက်ကိုနေကပြောပညာမတတ်တဲ့ဒေသတွေပညာမတင်နိုင်တဲ့ကလေးတွေနော်ကိုနေကပြောဒီတော်လိုင်းရင်းမှာအားဆိုင်ထုတ်ထားတဲ့တော်လိုင်းရင်းရဲဘော်ရဲဘက်တွေအမိသားစုဝင်တွေဒါတွေအားလုံးကိုယ်တွေဘာလို့ပေးနိုင်လဲဒီလိုဟာမျိုးတွေတာပိုင်ပါမယ်နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်တော်ဝေးအောင်ဒီဘာလို့ဆိုတော့စိတ်ဓာတ်တွေရုပ်ပဲ့ရကြည့်လို့နော်အဲ့တော့အဲ့လိုလူမျိုးတွေ ਨੇ သွားပြီးတော့ကိုကရှင်ပြန်ရမယ်ဆိုရင်ကိုကအဖြောက်ကြီးသွားနေလို့မရဘူး အဖျောက်ကြီးသွားနေမယ်စောက်ဘောဖြစ်ပေါ့သူတို့ထိုးချတာတိုက်ခိုက်တာခံအဲ့တော့သူတို့တို့ငုပ်ပြန်ပြီးတော့ရုံမှမယ်ဆိုရင်ကိုပါစောက်ကျင့်ပြက်ပေါ့အဲကိုပါအောက်တန်းစားလိုက်ဖြစ်ပေါ့ဒါကြောင့်မလို့ဒီတော်လိုင်းအလွန်ကာလမြန်မာပြည်ကပြောင်းလဲနိုင်ပြောင်းလဲမပြောင်းလဲနိုင်မြန်မာပြည်ပြက်ဖို့ရှိတယ်နော်အဲ့တော့လောလောဆယ်တော့တက်တက်ခံရတော့နော်အိမ်မက်ဆိုးနဲ့လာမိုင်ညာလာမိုင်ညာဖြစ်နေပြီဟမ်အိမ်မက်ဆိုးနဲ့ထီချင်ရင်ဟုတ်တယ်မလားဟဲ့ ညိုကြီးတို့ပေါ့နော်တက်တက်ခိုင်ဘွားကလည်းအဲ့ဒီဘွားရောက်တယ်တနာဘွားတော့ကောင်းပါလေဟမ်ကန်ကန်ကြီးအကျိုးပဲဘာမှမတတ်နိုင်ဟုတ်တယ်မလား